အာဆင်နယ်တင်းကခေါ်ဖို့လုပ်နေတဲ့ဘန်ဂျမင်ရှက်စ်ကိုဆိုတာဘလို့ကစားသမားမျိုးလဲဘောလုံးပြိုင်ပွဲတွေပြီးပြီဆိုတော့ဘောလုံးပရိသတ်တွေထပ်ပြီးရင်ခုန်ရတာကကိုအားပြတဲ့အတင်းရဲ့အပြောင်းရွှေ့ပါပဲဘယ်ကစားသမားနဲ့ကို့အတင်းနဲ့တင်းထွက်နေလဲတင်းထွက်နေတဲ့ကစားသမားကရောဘလို့ကစားသမားမျိုးလဲဆိုတာဘောလုံးပရိသတ်တွေရှာဖက်နေကြပါယခုပြောပြပေးသွားမယ့်အကြောင်းအရာကတော့အာဆင်နယ်တင်းကခေါ်ဖို့လုပ်နေတဲ့ဘန်ဂျမင်ရှက်စ်ကိုဆိုတာဘလို့ကစားသမားမျိုးလဲဆိုတာကိုပါ Tactical Breakdown ရပြောပြချင်တာကတော့ Chesco ဟာ Tamen Target Man Striker ပုံစံမျိုးမဟုတ်ပဲထူးခြားတဲ့တိုက်စစ်မှုဖြစ်ပါတယ်။ Arsenal Chelsea တို့တို့ထိတ်တန်းအသင်းတွေကစိတ်ဝင်စားနေပြီးပြောင်းရွှေ့ခြင်းအနေနဲ့ Euro 1080နီးပါးအသုံးပြုရမှာဖြစ်ပါတယ်။ Chesco ဟာအရက်6ပေလေးလမ်းမှရှိတဲ့တိုက်စစ်မှုတူပါ။ Target Man ဆိုပေမဲ့ Traditional Target Man တော့မဟုတ်ပါဘူး။အမြန်နှုံးပောက်ကွဲအားကောင်းတာနေရာလွတ်တွေရှာဖွေနိုင်တာနေရာယူမှန်ကန်တာ ဒါတွေကြောင့်သူ့ကိုမော်ဒန်တိုက်စစ်မှုတဦးအနေနဲ့တတ်မှတ်လို့ရပါတယ်။သူ့ရဲ့ပြေးလွှားကစားပုံကိုကြည့်နေရတဲ့နေ့ space တွေကိုဘလို့တိကျစွာရှာတတ်လဲဆိုတာမြင်နိုင်ပါတယ်။ Chesco ရဲ့ထူးခြားချက်တစ်ခုလို့ပြောရမလား။ကောင်းလွန်းတာကတော့ intelligent movement တွေပါပဲ။သူက defender တွေရဲ့ blind side ကိုရှောင်ပြီးတီးတဲ့တယ်။ ကြော်လွှားပြေးနိုင်တယ်။ဘောလုံးနဲ့အတူမရှိဘူးဆိုရင်တော့မနာတမ်းပြေးလွှားနေပြီ။ပြန်ဘက်ရဲ့နောက်တန်းတွေကိုဖြိုခွင်းနိုင်တာပါ။ဒီလို run တွေကတော့ Arsenal ရဲ့ Odegaard ကိုဘောကယ်ရီယာတွေအတွက် perfect ဖြစ်နိုင်ပါတယ်။အမြဲတမ်းလိုလိုဘောလုံးမလိုအပ်ပဲ channel အလွတ်တွေတဲ့ကိုပြေးလွှားတတ်တာကြောင့် defender တွေအနေနဲ့စိတ်ဖိစီးမှုကိုဖြစ်ပေါ်နေနိုင်ပါတယ်။ဒီလိုပြေးလွှားကစားနိုင်မှုကို Force 9အနေနဲ့မဟုတ်ပဲ Real 9တယောက်အနေနဲ့လုံးတက်တာကတော့ Chess 9ရဲ့အရန်ကောင်းတဲ့ဘောလုံးဆွမ်းရည်တစ်ခုဖြစ်ပြီးသူ့ရဲ့ trade mark ကစားပုံလို့လည်းဆိုနိုင်ပါတယ်။နောက်တစ်ချက်ပြောချင်တာကတော့ ူရဲ့အဆုံးသတ်တဲ့စွမ်းရည်ပါ။ချက်စကိုရဲ့ကန်သွင်းချက်တွေကန်သွင်းမှုနေရာယူပုံတွေကဘွန်ဒက်စ်လီဂါရဲ့တိုက်စစ်မှုတော်တော်များများထက်ပိုပြီးကောင်းပါတယ်။တစ်ချက်ထိကစားတာတောင်ပံကဖြတ်တင်မောအနေဘောတွေမှာတေချာနေရာယူပြီးအဆုံးသတ်ကန်သွင်းတတ်တဲ့သူ့ရဲ့စတိုင်ကပရီးမီးယားလိနဲ့ချက်ချင်းအသားကျဖို့တော့အချိန်ပေးရအောင်ပါပါ။အားသာချက်တွေရှိတယ်လို့အားနဲ့ချက်တိုးတက်ဖို့လိုအပ်နေတဲ့နေရာတွေလည်းရှိပါတယ်။ချိတ်ဆက်ကစားနိုင်မှုနေရာချင်းထဲမှာဘောလုံးထိမ့်မတည်တတ်တာ။ပြိုင်ဘက်ကဖိအားပေးကစားလာပြီဆိုရင်ချစ်လင့်မှုမရှိပဲပြာသွားတတ်တာ။စတဲ့အချက်တွေဟာ Chesco တယောက် Premier League ကိုပြောင်းလာမယ်ဆိုရင်တေချာပေါက်တိုးတက်ဖို့လိုအပ်လာတဲ့အပိုင်းတွေပါ Chesco ဟာ Arsenal ရဲ့ရေရှည်ဤမှန်းချက်တွေအတွက်လုံးဝကန့်ညီတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်ငယ်ရွယ်တယ်လျင်မြန်တယ်ကြံ့ခိုင်မှုကောင်းတယ်ဘောလုံးအုံနောက်ကောင်းတယ်စတဲ့အချက်တွေနဲ့ပြည့်စုံနေတဲ့ Modern Footballer တဦးရဲ့အရာတွေပါရှိနေပြီးသားဖြစ်တဲ့ Chesco ဟာ Arteta ရဲ့လက်ထက်မှာပြောင်းလဲမှုတွေအများကြီးထက်မြင်ရနိုင်တဲ့ကစားသမားပဲဖြစ်ပါတယ် Arsenal ဘုံအဖွဲ့ဝင်တွေကတော့ Chesco ထက် အသင့်တုံးလို့ရတဲ့ယောဖရက်ကိုပို့ပြီးသဘောကျနေပြီအာဒီတာကတော့ရှက်စကိုကိုခေါ်ယူနေတာလည်းဖြစ်ပါတယ်နောက်ဘက်မှာတော့အာဆင်နယ်ဘုတ်ဖွဲ့သဘောကျနေတဲ့ယောဖရက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပြီးယခုပြောပြပေးသွားတဲ့ရှက်စကိုရဲ့အကြောင်းကိုရောအာဆင်နယ်ပရိသတ်တွေသဘောကျရဲ့လားအာဆင်နယ်အသင်းမှာရောရှက်စကိုကိုလိုအပ်နေတာတေချာရဲ့လားဆိုတာသုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ